တမိုင်းယဉ်ကျေးမှုနဲ့ဘာသာရေးတို့ရဲ့အတက်သွေးကျော်ဖြစ်တဲ့ဂန်းကမြေအကြောင်းကိုခဏလောက်တွေးကြည့်ရအောင်။နှစ်ပေါင်းထောင်ချီကြောင်းအောင်အိန္ဒြိယနိုင်ငံသားတန်ပေါင်းများစွာအတွက်ဒီမြေကရေရွရေစီးချောင်းတစ်ခုမဟုတ်ပါဘူး။ကံကမှာမိခင်ကံကလို့တလေးတစားခေါ်ဝေါ်ကြပြီးဝိညာဉ်ရေးရာတန်ဆင်မှုနဲ့အပြစ်တွေဆေးကြောဖို့အတွက်အရေးအကြီးဆုံးနေရာဖြစ်ပါတယ်။ဟိန္ဒူဘာသာဝင်ဘီလီယံတဝက်နီပါးကဒီမြေရေကိုတောက်သုံးစိုက်ပျိုးရေးအတွက်အားထားကြပြီးဒေသသားတို့ရဲ့ခန္ဓာကိုယ်တွေကိုမြစ်ထဲကိုပြန်ပို့ပေးရင်ဘဝတန်ရာကနေလွတ်မြောက်နိုင်တယ်လို့ယုံကြည်ကြပါတယ်။ ဒီလိုမြင့်မြတ်တဲ့ယုံကြည်ချက်တွေကြားမှာပဲလက်ရှိကန်ကမြေရဲ့အခြေအနေကတော့ကမ္ဘာပေါ်မှာအငြင်းညမ်းဆုံးမြေတွေတကတစ်ခုဖြစ်နေတာကိုသိရရင်အံ့အားတင်ကြမှာပါဒီမြေကဘာကြောင့်ဒီလောက်အခြေအနေဆိုးရွားနေရတာလဲအဓိကအကြောင်းရင်းတွေကတော့ကြီးမားတဲ့မြို့ပြတွေကနေဆုံးဖြစ်တဲ့မိလာတွေနဲ့စက်မှုလုပ်ငန်းသုံးဆုံးဖြစ်ပစ္စည်းတွေပဲဖြစ်ပါတယ်ဥပမာကမ်ဘူလိုမြို့မျိုးမှာဆိုရင်တရင်နေတဲ့စက်ရုံတွေကနေအစိမ့်ရှိတဲ့ဓာတုပစ္စည်းတွေနဲ့တထုစစ်တွေမြေထဲကိုဆုံးထုတ်နေကြပြီးအဲ့ဒီရေကိုမြို့ကန်လူတို့ကပြန်တောက်သုံးနေရတဲ့အခြေအနေပါ နေစဉ်ရက်ဆက်ဆိုသလိုလူတသားရဲ့မိန်လာပမာဏလီတာတန်း150ကျော်ကတန့်စင်မှုလုံးဝမလုပ်ပဲမြေထဲကိုတိုက်ရိုက်စီဝင်နေတာပါဒါအပြင်မြေကမ်းဘေးကအလောင်းမရှိရနေရာတွေကနေဆွေးမြေနေတဲ့ရုပ်အလောင်းတွေပါမြေထဲကိုရောက်ရှိနေတာအကြောင်းကာလာဝမ်၊ဦးရောင်ငန်းပြားနဲ့ဝမ်ပြောက်ဝမ်ရောယောဂါတွေရဲ့ချိန်ချောင်းမှုကိုဒေသခံတွေရင်ဆိုင်နေရပါတယ်ဒီလိုချင်းတွေကိုပြောင်းလဲဖို့အတွက်2014ခုနှစ်မှာအိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီကဒေါ်လာ3ဘီလီယံအကုန်ကျခံမဲ့နာမမီဂန်ဂါလူခေါ်တဲ့တန်ရှင်းအစီအစဉ်ကြီးကိုကျင်းပခဲ့ပါတယ်။ ဒါပေမဲ့အစီအစဉ်စတင်ပြီး3နှစ်အကြာမှာတော့မြေကြီးကတစ်စက်မှတန်ရှင်းမလာဘူးလို့တရားရုံးချုပ်ကတော့ကြေညာခဲ့ရတဲ့အခြေအနေမျိုးထိရှိခဲ့ပါတယ်။ဒီလိုချင်းနေမျိုးမှာထူးဆန်းတဲ့အယူအဆတချို့လည်းပေါ်ထွက်လာခဲ့ပါတယ်။ဥပမာမြေထဲမှာရှိတဲ့ဆွေးမြေနေတဲ့ရုပ်လောင်းဆုံးပြမှုပြဿနာကိုဖြေရှင်းဖို့အတွက်အသားအစာလိမ်မျိုးစိတ်တွေကိုမွေးမြူပြီးမြေထဲကိုလှုပ်ပေးဖို့စဉ်းစားခဲ့တာမျိုးရှိခဲ့ပါတယ်။ ဒါပြင်တရားရုံးတစ်ခုကနေမြစ်ကိုလူပုဂ္ဂိုလ်တဦးရဲ့ဥပဒေအစဉ်ပေးပြီးညဉ့်ဉန်းအောင်လုပ်သူတွေကိုတရားစွဲဆိုနိုင်တဲ့အခွင့်အရေးပေးဖို့ကြိုးစားခဲ့ပေမဲ့ဒီအစီအစဉ်ကလည်းများမကြာမီမှာပဲဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။ဒါတွေကမြေတန်ရှင်ရဲ့အတွက်ရင်ဆိုင်ခဲ့ရတဲ့စိန်ခေါ်မှုတွေရဲ့ရှုပ်ထွေးမှုကိုပြသနေတာပါ။တို့တော်လေအစားပိုင်းမှာအခက်အခဲတွေရှိခဲ့ပေမဲ့နာမမီကန်ကအစီအစဉ်ကတော့လုံးဝပြတ်ပြားသွားခြင်းမရှိပဲလက်ရှိရဲ့အချိန်မှာအရှိန်ဟုန်ကောင်းကောင်းနဲ့ဆက်လက်အကောင့်ထည့်ပေါ်နေပါတယ်။ မူလကျင်ညာထားတဲ့ဒေါ်လာ3ဘီလီယံထက်တောင်ပိုပြီးရူပီးငွေတိမ်ပေါင်း4000ကျော်ဒေါ်လာ4ဘီလီယံနီးပါးကိုရေသိုးတန့်စင်ရေးအဆောက်အုံတွေတည်ဆောက်ဖို့မေကန်နာတွေဖွံ့ဖြိုးတိုးတက်ဖို့နဲ့ဇီဝမျိုးစုံမျိုးကွဲတွေထိန်းသိမ်းဖို့အတွက်ရင်းနှီးမြှောက်နှံခဲ့ပြီးဖြစ်ပါတယ်။အဲလိုကြိုးပမ်းမှုတွေရဲ့ရလဒ်အနေနဲ့ရခိုင်ကမျိုးသုံးလူနီးပါးဖြစ်ခဲ့တဲ့လက်နီကောင်းပလိတ်လိုရှားပါတဲ့လေမျိုးစိတ်တွေကနေပေါင်း30အတွင်းပထမဆုံးအချိန်ဖြစ်မြစ်ထဲကိုပြန်လည်ရောက်ရှိလာတာကိုတွေ့ရပါတယ်။ ဒါအပြင်မြေထဲကဒေါင်းဖင်လိုထူးခြားတဲ့သက်ရှိမျိုးစိတ်တွေရဲ့ဥယေဒိုးလာတာကလည်းဂရစနစ်ကိုပြန်လည်ကောင်းမွန်လာပြီဆိုတဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ကုလသမဂ္ဂကလည်းဒီစီစဉ်ကိုကမ္ဘာပြန်လည်တည်ဆောက်ရေးရှေ့ဆောင်အစီအစဉ်တစ်ခုအဖြစ်အတိအမှတ်ပြုခဲ့ပါတယ်။ဂံဂါမြေတန်းစင်ရေးဆိုတာလွယ်ကူတဲ့လမ်းခီတော့မဟုတ်ပါဘူး။မြေရဲ့ဝိညာဉ်ရေးဟာအရေးပါမှုနဲ့လူမှုစီးပွားရေးဆိုင်ရာအားထားမှုကပြဿနာကိုပိုပြီးရှုပ်ထွေးစေပါတယ်။တို့ပေမဲ့လေဒီမြစ်ကအိန္ဒြိယနိုင်ငံသူနိုင်ငံသားတန်းပေါင်းများစွာအတွက်မိခင်တအူးလို့ အတက်သွေးကြောတစ်ခုလိုဇလက်တည်ရှိနေမှာပါ။ဂန်ကမြေရဲ့အနာကတ်ကအိန္ဒြိယနိုင်ငံရဲ့အနာကတ်နဲ့တထက်သေးဖြစ်နေပါရင်